အေးဝအောင်မအိပ်ဆက်ခြင်းကသွားကျန်းမာရေးကိုဘယ်လိုထိခိုက်စေနိုင်လဲ။ မင်္ဂလာပါအေးဝအောင်မအိပ်ဆက်ချင်းကကျဲမာရီနဲ့သွားကျဲမာရီကိုဘလို့ထိခိုက်စေနိုင်တယ်လဲအဲ့တော့ကျဲမာရီအရာဆိုရင်တော့ခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်ကိုကျဆင်းစေတယ်ကျွန်တော်တို့အေးမဝခြင်းကခန္ဓာကိုယ်ရဲ့စိုက်တိုကိုင်းနဲ့ပရိုတိန်းထုတ်လွှတ်မှုကိုလျှော့ချစေတယ်အဲ့ကမှကျွန်တော်တို့ကခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်ကိုကျဆင်းစေပြီးတော့ဖျားတာနာတာနေမကောင်းဖြစ်လွယ်တယ် ါကတော့ကျွန်တော်တို့ကကိုခံအားစနစ်ကျမ်းမာရေးပိုင်းပေါ့နော်ကိုခံအားစနစ်ကြာဆင်းစေတယ်နောက်ထပ်တစ်ခုကကျွန်တော်တို့ကအေးဝအောင်မအိပ်ဆက်ခြင်းကခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှုဖြစ်စဉ်ကိုပို့ပြီးတော့တိုးတက်စေတယ်ပို့ပြီးဖြစ်စေတယ်အဲ့တော့ဒီရောင်ရမ်းတာကနေပြီးတော့ကျွန်တော်တို့က medical condition လို့ခေါ်တယ်နှလုံးယောဂါတို့ပါတို့ ਨੇ ဆက်ဆက်နေတယ်အဲ့တော့ကျွန်တော်တို့ဒီရောင်ရမ်းလွှဲတာကနေပြီးတော့နှလုံးယောဂါဖြစ်နိုင်တယ်ပေါ့နော် နံပါတ်3ချက်ကတော့ကျွန်တော်တို့ဒီအေးဝါမအိပ်ဆက်ခြင်းကကျွန်တော်တို့ကျန်းမာရေးယောဂပြဿနာတွေနဲ့ဆက်ဆက်နေတယ် chronic medical condition နဲ့ဆက်ဆက်နေရပါဘောအခါမှာကျွန်တော်တို့ကစီးချိုသွေးချိုသွေးသွိုးနှလုံးယောဂအခက်မသိရင်ကျွန်တော်တို့ကလေဖြတ်တာမျိုးထိဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့ကကျန်းမာရေးအပိုင်းပေါ့နော်အဲ့တော့အေးဝါအောင်မအိပ်ဆက်ခြင်းကသွားကျန်းမာရေးကိုဘယ်လိုထိခိုက်စေနိုင်လဲသွားကျန်းမာရေးအပိုင်းမှာတော့ ကျွန်တော်တို့ကအေးဝအောင်မဲ့ effect ချင်းက degree ထွက်တာနည်းစေတယ်ကျွန်တော်တို့ gradient ရဲ့ degree ထွက်တာနည်းစေတယ်အဲ့တော့ကျွန်တော်တို့က gradient ၆တာဖြစ်စေတယ်ဒီကနေပြီးတော့ကျွန်တော်တို့က gradient ၆တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီဗဇက်ထဲမှာရှိတဲ့ bacteria နဲ့ acid ဓာတ်တွေကိုသူကမရှင်းလင်းနိုင်တော့ဘူးအဲ့ကမှကျွန်တော်တို့ကသွားပိုးစားတာဖြစ်နိုင်တယ်ဒါကနံပါတ်၁အချက်နံပါတ်၂ကတော့ကျွန်တော်တို့အေးမဝချင်းက သွားပို့စားတာကိုအားပေးတယ်ဒါခုနကကျွန်တော်ပြောထားတဲ့အချက်အတိုင်းပဲတရွေးထွက်တာနဲတဲ့အတွက်ကျွန်တော်တို့ကပတိဝီယာတွေမရှင်းနေနိုင်တဲ့အတွက်သွားပို့စားတာကိုအားပေးတယ်နံပါတ်3ချက်ကတော့တဖုံးယောဂါဖြစ်စေတယ်ဒီကျွန်တော်တို့အေးဝအောင်မအိပ်ဆက်ခြင်းကကျွန်တော်တဖုံးရောင်ရမ်းတာကျွန်တော်တို့တဖုံးယောဂါတွေကိုဖြစ်စေတယ်နံပါတ်4ချက်ကတော့ကျွန်တော်တို့ကအန်ကျိတ်တာနဲ့ဆက်ဆက်နေတယ်ကျွန်တော်ဒီအေးဝအောင်မအိပ်ဆက်ခြင်းက ကျွန်တော်တို့ဒီအန်ကျိတာနဲ့ဆက်ဆက်တယ်ဒီအန်ကျိတာနေပြီးတော့ကျွန်တော်တို့ကသွားရဲ့ဝါးတဲ့စားတဲ့မျက်နှာပြင်ကျွေလွာတွေပါလာမယ်ပြုံးသီးလာမယ်အက်ကမှကျွန်တော်တို့သွားတွေကွဲတာသွားတွေအက်တာအခက်မတင်အောင်ဆုံးသွားနှုတ်ရတဲ့အထိဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့ကဒီအေးဝအောင်မအိပ်ဆက်ခြင်းကကျမ်းမာရေးနဲ့သွားကျမ်းမာရေးကိုဘလို့ထိခိုက်စေနိုင်တယ်ပြောပြထားတာပါအဲ့တော့ကျွန်တော်တို့ကဒီ ။သွားကျဲမာရေးနဲ့ကျဲမာရေးကနေပြီးတော့လေအိတ်ဆက်ချင်းကိုအနောက်ရက်ပေးနိုင်တယ်။ဘလို့အနောက်ရက်ပေးတာလဲ။ဥပမာကျွန်တော်ကျဲမာရေးဘိုင်းမှာဆိုရင်ကျွန်တော်တို့ကဖျားနာတယ်၊ချောင်းဆိုးနာစီးဒါမျိုးကနေလေကျွန်တော်တို့ကချောင်းဆိုးတဲ့အတွက်ကျွန်တော်တို့အိတ်လို့မရတာမျိုးခေါင်းကိုက်တဲ့အတွက်အိတ်လို့မရတာမျိုးအဲဒါမျိုးတွေလည်းဖြစ်နိုင်တယ်။နောက်တစ်ခုကကျွန်တော်တို့ကခန္ဓာကိုယ်ရဲ့ chronic medical condition လို့ခေါ်တယ်ကျွန်တော်တို့ဥပမာအဆုတ်ရောင်ယောဂ အဲတချို့ asthma အဲတချို့ကြတော့ကျွန်တော်တို့က chronic pulmonary lung disease လို့ခေါ်တဲ့အဆုတ်ရောဂါပေါ့နော်အဲ့ဒါအနေနဲ့ကျွန်တော်တို့ကကျွန်တော်အသက်ရှူမဝတာချောင်းဆိုးတာဒါမျိုးကလည်းကျွန်တော်တို့ကအိပ်စက်ခြင်းကိုအနောက်အရှက်ဖြစ်စေတယ်အဲနောက်ထပ်တခြား medical condition ကတော့တချို့စီးချိုသွေးချိုကြောင့်အိပ်မရတာရှိတယ်အဲတချို့ကြတော့ကျွန်တော်တို့အဆစ်အမြင့်ရောင်ရမ်းတာလေးဘက်နာရှိမယ်အဲဒါမျိုးတွေဆိုလည်းကျွန်တော်တို့ကကိုလက်ရောင်ရမ်းကြိုက်ခဲပြီးတော့အိပ်လို့မရတာမျိုး ဖြစ်သွားမျိုးရှိနိုင်တယ်ဒါကတော့ကျွန်တော်တို့ကကျန်းမာရေးပြည်ထနာမှာကျန်းမာရေးပြည်ထနာကြောင့်ကျွန်တော်တို့အိတ်ဆက်ချင်းကိုအနောက်ရှက်ဖြစ်စေတာပေါ့နော်အဲ့တော့သွားကျန်းမာရေးအပိုင်းမှာလည်းဒီပုံစံပဲကျွန်တော်တို့သွားပိုးစားလို့သွားကြိုက်လို့ကျွန်တော်တို့သွားရောင်ရမ်းတယ်မျက်နှာရောင်ရမ်းတယ်ဟာဒါမျိုးဆိုရင်လည်းကျွန်တော်တို့ကအိတ်ဆက်ချင်းကိုအနောက်ရှက်ဖြစ်တာမျိုးရှိနိုင်တယ်တဖုံးယောဂါတွေလည်းဒီပုံစံပဲကျွန်တော်တို့ကတဖုံးရောင်ရမ်းမယ်အဲကျွန်တော်တို့တဖုံးနေနာမယ် အဲတချို့မျက်နာရောင်ရမ်းနေဒီကနေလေကျွန်တော်တို့အိတ်ဆက်ခြင်းကိုအနောက်အရှက်ဖြစ်စေတယ်အဲ့တော့ကျွန်တော်တို့အေးရဝအောင်ကျွန်တော်တို့ဘယ်လိုစီစဉ်ကြမလဲဘယ်လိုကြိုးစားကြမလဲပေါ့နော်အဲ့တော့ပုံမှန်ညဆက်တနာကြီးမကြော်ရင်ပိုကောင်းတယ်ကျွန်တော်ညကိုဆော့ဆော့အိတ်ရင်မနဲ့လဲဆော့ဆော့နိုးတယ်အ ਨੇ ဆုံးကျွန်တော်တို့ကအိတ်ချိန်ကို9နာရီကနေ10နာရီထားပေးရမယ် ဒါကတော့ကျွန်တော်တို့အိတ်ဆက်တဲ့အချိန်ရယ်ပြီးတော့အိတ်တဲ့အချိန်ကည7နာရီကိုမကျော်သင့်ဘူးည7နာရီကျော်ရင်ကျွန်တော်တို့ဒီအိတ်ဆက်တာကိုသူကအနောက်အရှက်ဖြစ်သွားစေတယ်ပေါ့နော်ကျွန်တော်မျက်လုံးကြောင်တာမျိုးတွေပါတယ်ဖြစ်သွားနိုင်တယ်နောက်ထပ်တစ်ခုကကျွန်တော်တို့အခု electronic device တွေကိုကျွန်တော်တို့ရှောင်ကျင်မယ်ညဘက်ကိုဥမာဖုန်းသုံးတာညအိတ်ခံလေးကိုဖုန်းသုံးတာကျွန်တော်လက်တော့သုံးတာ tablet သုံးတာဒါမျိုးလေးတွေရှောင်ကျင်ပေးရင်လည်းကျွန်တော်တို့ကဒီ အိတ်ဆက်ခြင်းကပို့ပြီးတော့ကောင်းသေးတယ်။နောက်ထပ်တစ်ခုကကျွန်တော်တို့ဒီ electronic device အပြင်ပေါ့နော်ကျွန်တော်တို့ကဒီတချို့စာဖတ်ရင်ပို့ပြီးတော့အိတ်ပျော်လွယ်တယ်ပေါ့နော်စာဖတ်တာလည်းကောင်းတယ်အဲတချို့ကြတော့ကျွန်တော်ညအောင်ဆော့ဆော့အိတ်တယ်မနက်ကိုဆော့ဆော့ထားတယ်ကျွန်တော်နေရောင်နေရောင်လေးကိုထိထိပေးရင်မနက်ပိုင်းထွက်တဲ့နေရောင်ကြီးလေးကိုထိထိပေးရင်လည်းကျွန်တော်တို့ဒါ အိတ်ဆက်ခြင်းကို ပို့ပြီးတော့ကောင်းစေတယ်နောက်တစ်ခုကကျွန်တော်တို့ regular exercise ပုံမှန်၄ချိန်ခန်းလေးတွေတေချာလုပ်မယ်ကျွန်တော်တို့လမ်းလျှောက်မယ်အနည်းဆုံးအကျော်လျှော့မယ်လမ်းလျှောက်မယ်တနည်းကို15မိနစ်နိုင်ွက်လောက်လုပ်ပြီးရင်လည်းဒါကျွန်တော်တို့အိတ်ဆက်ခြင်းကိုပို့ပြီးတော့ကောင်းမွန်စေတယ်အဲပြီးရင်တော့ကျွန်တော်တို့ဒီ medical အပိုင်းကျန်းမာရေးအပိုင်းကတော့ကျွန်တော်တို့က regular check up တွေတေချာလုပ်မယ်သွားကျန်းမာရေးအပိုင်းလည်း regular check up တွေတေချာလုပ်မယ်ဒါတွေလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီအိတ်ဆက်ခြင်းကပို့ပြီးတော့ ကောင်းမွန်စီမှာပါအဲ့တော့အခုအကြောင်းအရာလေးကနေပြီးတော့ဘ ഹു တုတတစုံတရာရရှိသွားမယ်လို့ကျွန်တော်ညွှန်နေပါတယ်ဘ ഹു တုတတစုံတရာရရှိသွားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုထုံးစံတိုင်း subscribe လုပ်ပြီးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာ